မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့အဆောင်မရှင်ဗာဒီမီရှားနဲ့ရဲ့အာရခတ်တော်အင်အားကြီးထွားလာခြင်းနဲ့အိန္ဒိယဘောတည်ရောက်မှုများဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။တိုင်းရင်းသားဒေါ်လာကြီးအဖွဲ့တွေနဲ့စစ်ကောင်စီတို့ကြားကမြမပြည်ရင်းစစ်ဟာ ပြင်းထန်နေပါတယ်။အဲ့ဒီထဲမှာအာရခတ်တော် AA ဟာအင်အားကြီးဆုံးအဖွဲ့ဖြစ်လာပြီး ခုခါမှာရခိုင်ပြည်နယ်ရဲ့ဒေသတော်တော်များများကိုထိမ့်ချုပ်ထားနိုင်လာနေပါပြီ2024ဒီဇင်ဘာလဒုတိယပတ်တွင်းမှာစစ်ကောင်စီဟာသူ့ရဲ့ထိမ့်ချုပ်နယ်မြေတွေကိုအရခတက်တော်ထံလက်လွတ်ခဲ့ရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးလုံခြုံရေးခြေနေဟာတိတိတသာ ပြောင်းလဲသွားခဲ့ပါပြီ။ဒီလိုမရေရာတဲ့ခြေနေတွေကြောင့်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်မှာ မလိုလားအပ်တဲ့အကျိုးဆက်တွေပေါ်ပေါက်လာနိုင်ပါတယ်။အဲ့ဒီဒေတာကနေရိုဟင်ဂျာဒုက္ခသည်တွေနောက်တစ်ကြိမ်ထွက်ပြေးတာမျိုးပေါ်ပေါက်လာမှာကိုစိုးရိမ်နေကြတာတွေလည်းရှိနေပါတယ်။ဒီမိုကရေစီနီးကြရွေးကောက်တင်မြောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးဆရာနာသိမ်းခဲ့တဲ့2022ခုနှစ်နောက်ပိုင်းကစလို့မြန်မာနိုင်ငံဟာပြည်တွင်းစစ်နုံတဲမှာရုံးလေနစ်လေဖြစ်နေပါတယ်။ ဥရောပနဲ့အနောက်အာရှကစစ်ပွဲတွေနဲ့အလုရှုံနေတဲ့ကဘာကြီးကတော့မြန်မာနိုင်ငံရဲ့ပြည်ပခတွေကို မေ့လျော့နေပါတယ်။မြန်မာပြည်ပခဟာအိန္ဒိယနိုင်ငံတွေအတွက်ရှောင်လွှဲလို့မရတဲ့အန္တရာယ်အဖြစ်ရှိနေပေမဲ့ကဘာကြီးကတော့မြန်မာနိုင်ငံရဲ့ဆိုးရွားတဲ့အဖြစ်ပြက်တွေနိုင်ငံရေးမတည်ငြိမ်မှုတွေကိုလက်လျူရှုထားကြတဲ့ပုံပါပဲ။အိန္ဒိယအိန္ဒိယနိုင်ငံကတော့သူ့အတွက်ရိုက်ခတ်မှုတွေရှိလာနိုင်တာကြောင့် မြမပြည်ရဲ့ခြေနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ဘာကြောင့်ဒီလိုပြိပက္ခတွေဆက်ဖြစ်နေရတာလဲ။တမိုင်းတလျှောက်တရားမျှတမှုမရရှိခဲ့တဲ့အာရခတ်တတ်တော်လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာလွတ်လပ်ရေးရပြီးကြတဲ့ကသူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တရားဇာတကျိုးမြတ်တွေကိုထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်နဲ့တိုက်ပွဲဝင်နေကြတာပါ။အာရခတ်တတ်တော်ဟာစစ်ကောင်စီကို တော်လန်စန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ညီနောင်၃ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်။ကျန်၂ဖွဲ့ကတော့ MNDAA နဲ့ DNLA တို့ဖြစ်ပါတယ်။အဲ့ဒီမဟာမိတ်အဖွဲ့ဟာ၂၀၂၃ခုနှစ်အောက်တိုဘာလမှာလဲထိုးစစ်တစ်ခုစတင်ခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့တရုတ်နယ်စပ်တလျှောက်မှာတိတာထင်ရှားတဲ့အောင်ပွဲများစွာရရှိခဲ့ပါတယ်။၂၀၂၄ဩဂုတ်လမှာတော့မဟာမိတ်အဖွဲ့တွေဟာ မြမသမိုင်းမှာပထမဦးဆုံးကြိမ်ဖြစ်စစ်ဌာနချုပ်တခုကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့အရှေ့မြောက်ပိုင်းလာရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်အခုဆိုရင် အာရခတ်တပ်တော်ဟာမြမဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကဒေသတချို့ကိုပါထိန်းချုပ်ထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီသတင်းတွေသာအမှန်တကယ်မှန်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်တပ်မတော်နဲ့ အရကတတ်တော်ကြားတိုက်ပွဲတွေဖြစ်လာနိုင်ပြီးဒေသတွင်းလုံခြုံရေးအကျက်တဲကိုပုံမူဆိုးရွားသွားစေနိုင်ပါတယ်။ကျွမ်းကျင်သူတွေကတော့အရကတတ်တော်ဟာမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ကဗုဒ္ဓဘာသာဝင်တွေရဲ့နိုင်ငံရေးဖွဲ့စည်းဖြစ်တဲ့ UNA ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့စည်ရေးတပ်ဖွဲ့ဖြစ်လှုပ်ရှားနေတယ်လို့ဆိုကြပါတယ်။ပြီးခဲ့တဲ့15လတွင်အရကတတ်တော်ဟာမြေပြင်မှာခြေကုပ်ရလာပြီးများစွာသောမြို့နယ်တွေ စစ်တပ်စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အာရခတပ်တော်ရဲ့အခုလိုနယ်မြေတွေဇက်တိုက်သိမ်းပိုက်နေမှုကြောင့်သူတို့ရဲ့ရည်ရွယ်ချက်ကိုစမ်းစစ်လာနေကြပါပြီ။မြန်မာနိုင်ငံဟာရခိုင်ပြည်နယ်မှာနေထိုင်တဲ့ရိုဟင်ဂျာတိုင်းဝိုင်းကို နိုင်ငံသားအဖြစ်ဘယ်တော့မှအတိမတ်မပြုခဲ့ဘူး။၂၀၁၇မှာမြန်မာစစ်တပ်ရဲ့ရိုဟင်ဂျာရွာတွေကိုရရက်ဆက်ဆက်နှိမ်နှင်းပြီးတဲ့နောက် တိမ့်နဲ့ကြီးတဲ့ရိုဟင်ဂျာတွေဟာအကြမ်းဖက်မှုတွေကိုရှောင်ရှားဖို့အတွက်အိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုနေဆက်ဖြတ်ကျော်ထွက်ပြေးခဲ့ကြပါတယ်။အဲ့ဒီချိန်ကစပြီးအိန္ဒိယနိုင်ငံဟာရိုဟင်ဂျာဒုက္ခတွေအများပြားဝင်ရောက်လာတာကိုရင်ဆိုင်ခဲ့ရပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်ရရခိုင်ပြည်နယ်ဆိုတဲ့ပုံရိပ်ကို ထိန်းသိမ်းထားတဲ့အာရခတပ်တော်ဟာလက်ရှိချိန်မှာတော့ရိုဟင်ဂျာတွေကိုသူတို့ရဲ့လူမျိုးစုအဖြစ်ပုံဖော်ကျင်နေပါတယ်။ဒါပေမဲ့ အာရခတက်တော်တပ်ဖွဲ့ဝင်တွေကလည်းရိုဟင်ဂျာတွေပေါ်တည်စီလောက်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကို အတိတ်တုန်းကကျူးလွန်ခဲ့ပူပါတယ်။နိုင်ငံခြားရေးနဲ့လုံခြုံရေးဆိုင်ရာမူဝါဒလေ့လာသူစရီပရီနာယာယနန်ကဒေတာတွင်ဖြစ်ရပ်တွေကိုထောက်ပြခဲ့ပါတယ်။ပြီးတော့ရိုဟင်ဂျာတွေကိုစစ်ကောင်စီရောလက်နက်ကင်အဖွဲ့တွေကပါအတုံးချခဲ့ကြတယ်။အာရခတက်တော်အေအေရဲ့လက်နက်ခဲယံအများစုဟာမြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်ဇက်ကနေလာတာဖြစ်တယ်။နယ်ဇက်တစ်ဖက်တစ်ချက်ကလူဖွဲ့စည်းတွေဟာလည်းညီရင်းကိုဆက်ဆံရေးရှိကြတယ်လို့လည်းပြောကြားခဲ့ပါတယ်။အိန္ဒိယရဲ့အကျိုးစီးပွားအိန္ဒိယရဲ့မြန်မာနိုင်ငံပေါ်ထားတဲ့သဘောထားဟာရောထွေနေပါတယ်။အကြောင်းကတော့လွန်ခဲ့တဲ့လ20တွင်မဏိပူရပြည်နယ်လိုအိန္ဒိယရှေ့မြောက်ပိုင်းမှာသူ့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုရင်ဆိုင်နေရတာကြောင့်ပါ။ဒါပြင်မြန်မာနိုင်ငံကနေရောက်ရှိလာတဲ့ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဒုက္ခတွေကြောင့်အဲ့ဒီပြဿနာတွေဟာ ပိုပြီးတော့ရှုပ်ထွေးလာခဲ့ပါတယ်။အဲ့ဒီလိုအန္တရာယ်တွေကိုသိမြင်ခဲ့တဲ့အိန္ဒိယဗဟိုဆိုးရဟာမြန်မာနိုင်ငံတဲ့အိန္ဒိယနယ်စပ်ကသွာလာမှုတွေကိုထိန်းချုပ်ဖို့အတွက်မကြာသေးခင်က စီးမင်းတွေကိုတင်းကျပ်ခဲ့ပါတယ်။အရင်တုန်းကဆိုရင်နယ်စပ်ကနေ16ကီလိုမီတာထိလွတ်လပ်စွာသွာလာခွင့်ပြုထားတဲ့စီးမင်း FMR ကိုအခု10ကီလိုမီတာထိရှော့ချပြီးကန့်သက်လိုက်ပါတယ်။ ိန္ဒိယရဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့မော်ဒိုက်နီပေါ်ပါကစ္စတန်တီရီလင်္ကာဘင်္ဂလားဒေ့ရှ်မြန်မာနိုင်ငံတို့ရဲ့နိုင်ငံရေးအခြေအနေတွေဟာအမြဲပြောင်းလဲနေပါတယ်ဒါပေမဲ့အဲ့ဒီလိုပြောင်းလဲမှုတွေရှိပေမဲ့သူတို့မှာတုန်ညီတဲ့ဘုံလက္ခဏာတစ်ခု ရှိနေပါတယ်အဲ့ဒါကတော့တရုတ်နိုင်ငံပေါ်မိခိုမှုတိုးလာနေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့ဒီအခြေအနေကတရုတ်နိုင်ငံနေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိန္ဒိယရဲ့ဩဇာအာဏာကိုစော့ချဖို့အခွင့်အရေးပိုရစေပါတယ်။ဒါဟာတရုတ်ရဲ့ရေရှည်စီမံကိန်းရဲ့တစိ့တစ်ပိုင်းလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကိုအတုံးချပြီးအိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဘက်နယ်စပ်ဒေသတွေမှာပြည်တွင်းပြဿနာတွေပုံမဖြစ်ပေါ်လာအောင်လှုံ့ဆော်နိုင်ပါတယ်။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံမှာရှိတဲ့သူ့ရဲ့အကျိုးစီးပွားတွေကိုအတက်နိုင်ဆုံးကာကွယ်ဖို့အတွက် စစ်ကောင်စီနဲ့ရောတော်လန်ရေးတပ်ဖွဲ့တွေနဲ့ပါထိတွေ့ဆက်ဆံနေပါတယ်။ပေကျင်းဟာမြန်မာနိုင်ငံရဲ့ရေနံနဲ့တဘာဝဓာတ်ငွေကဏ္ဍအပြင်တခြားခြေခံအဆောက်အုံတွေမှာလည်းဗီလီယံနဲ့ချီပြီးရင်းနှီးမြုပ်နှံထားပါတယ်။မြန်မာစစ်တပ်ဟာရခိုင်ပြည်နယ်ရဲ့အကြီးကမြို့ဖြစ်တဲ့ကြောက်ဖြူကိုထိန်းချုပ်ထားပါတယ်။အဲ့ဒီမြို့ဟာအမေရိကန်ဒေါ်လာ1.5ဗီလီယံတန်ရေနံပိုက်လိုင်းနဲ့တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်ရဲ့မြို့တော် ကုမင်းအထိဆက်သွယ်ထားတဲ့တဘာဝဓာတ်ငွေပိုက်လိုင်းရဲ့စမှတ်လေဖြစ်ပါတယ်။အဲ့ဒီပိုက်လိုင်းတွေဟာတရုတ်မြန်မာစီးပွားရေးဇင်းကြံရဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့ပေကျင်းရဲ့ကပတ်နဲ့ပေကျင်းရဲ့ကပတ်နဲ့လမ်းကြောင်းအစီအစဉ်ကြီး BRI ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအာရခတ်တပ်တော်ရဲ့အကူအညီနဲ့ဘင်္ဂလားပင်လယ်အော်ကိုအိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ဆက်သွယ်ဖို့ရည်ရွယ်ထားတဲ့ ိန္ဒိယရဲ့ကလဲတန်စီမံကိန်းကိုလည်းစောင့်ကြည့်ကြပါတယ်။ဒါပေမဲ့စစ်တွေမြို့မှာစိတ်ကန်းတစ်တွေမြေကြောင်းသွားလာရေးစနစ်နဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ထိဆက်သွယ်မဲ့လမ်းတွေပါဝင်တဲ့ကလဲတန်စီမံကိန်းဟာကြန့်ကြာနေပုံရပါတယ်။အဲ့ဒီစီမံကိန်းကအောင်မြင်ရင်အိန္ဒိယနိုင်ငံဟာကုန်သွယ်ရေးလမ်းကြောင်းတွေအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမှီခိုရတာလျော့နေသွားမှာဖြစ်ပါတယ်။အခုဆိုရင်အိန္ဒိယနိုင်ငံဟာကြန့်ကြာနေတဲ့စီမံကိန်းကိုပြန်စဖို့အတွက် အစိုးရမဟုတ်တဲ့လက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အာရကတပ်တော်နဲ့ဆက်ဆံရဝယ်ရှိနေပါတယ်။အိန္ဒိယနိုင်ငံဟာလည်းတော်လန်ကြီးအဖွဲ့အစည်းတွေနဲ့ရောစစ်ဆိုးရနဲ့ပါဆက်ဆံလာနေပြီးတခြားတန်တမာရေးလမ်းကြောင်းတွေကိုလည်းစတင်အသုံးပြုနေပါပြီ။လွန်ခဲ့တဲ့လနေ့ငယ်တွင်အိန္ဒိယနိုင်ငံဟာအိန္ဒိယနယ်စပ်နဲ့နီးကပ်တဲ့ဒေသတွေကတိုင်းဒေသလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တင်းမြစ်တဲ့ဆက်ဆံရေးတွေစတင်ခဲ့ပါတယ်။အကြောင်းကတော့ ကျွန်မတို့ရဲ့ရှင်းမြောက်ဒေတာကိုကာကွယ်ဖို့ဆိုတဲ့မဟာဗျူဟာအကျိုးစီးပွားတွေကိုဦးစားပေးခြင်းလို့ပါလို့ချင်တန်သုရေသနဖောင်ဒေးရှင်းရဲ့သုရေသနအကြီးတန်းအဖွဲ့ဝင်ချာဗီဗာစစ်ကပြောပါတယ်ကျွန်မတို့အနေနဲ့အာရခတ်တတ်တော် AA နဲ့ဆက်ဆံရေးကို ပိုပြီးတိုးမြင့်ဖို့ကြိုးပမ်းအားထုတ်မှုတွေလုပ်ရမှာပါကျွန်မတို့ရဲ့နေဆက်ဒေတာတွေမကပါဘူးရခိုင်ပြည်နယ်ကိုဖျက်ဆီးသွားလာတဲ့ကလရန်စီမံကိန်းကိုလည်းကာကွယ်ဖို့လိုအပ်ပါတယ်လို့ သူကဆက်ပြောပါတယ်။အဲ့ဒီလိုခြေနေတွေကိုကင်တွယ်ဖို့ဆိုရင်ဒေါ်လန်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတို့ကြားမှာအားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ခုစတင်နိုင်ဖို့ဆွေးနွေးညှိနှိုင်းမှုတွေလိုအပ်ပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးသူ့ရဲ့စိုးရိမ်ပူပန်မှုတွေကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆို နေပါတယ်။အိန္ဒိယဟာမြန်မာနိုင်ငံကိုဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်စီချောချောမွေ့မွေ့ပြောင်းလဲစေချင်ပါတယ်လို့ message ဖြစ်ကပြောပါတယ်ခင်ဗျာ